ဖျားပေါ်မှာလာဆွန်ပြစ်သွားတဲ့ကလေးကိုခိုင်နှွေစီအနံပေးခဲ့တဲ့မင်းသားထံအောင်ဆိုင်ကဲပရိသတ်ကြီးတို့ရေးပြီးခဲ့တဲ့ရှပိုင်းတွင်မှာအမျိုးမျိုးသောတိုက်ခိုက်မှုတွေနဲ့ခံခဲ့ရတဲ့ခိုင်နှွေကတော့ခုလိုမျိုးရေးကြုံလာတဲ့အခါမျိုးမှာရှေ့ဆုံးကနေမမမမဲရှိနေခဲ့ပြီပဲဖြစ်ပါရီအခုတကမှလည်းမင်းသားထံအောင်ဆိုင်တရားရှူတင်တွေ့စကားရိုက်ကူဖို့ရွှေရကုံပြားမှာကတော်ဝဲပေးနေတဲ့အချိန်တွင်မှာပဲကလေးတယောက်ကိုဆွန်ပြစ်သွားခဲ့ပါရီထံအောင်ဆိုင်နေကတော့သူရှိနေတဲ့အချိန်တွင်မှာဆွန်ပြစ်ခဲ့ရတဲ့ကလေးတစ်တာကြောင့်အတော်လေးခေါင်းပုန်နေခဲ့ပေမဲ့ ပထမဆုံးအနေနဲ့ခန်နီဝေကီယာကိုအရင်ဆုံးသတိရခဲ့ပါတယ်။သူ့အနေနဲ့ကတော့ဆက်စားပိုင်းမှာကလေးကိုခဏထားခဲ့တာလားဆိုတဲ့စိတ်နဲ့မိခင်ဖြစ်သူကိုစောင့်နေခဲ့ပေမဲ့လေအချိန်တော်ကြာအောင်ရောက်မလာတဲ့ဆုံးမှာစွပစ်ခင်ရတယ်ဆိုတာသိကြသွားတာကြောင့်ခန်နီဝေလက်ထက်ကိုအပ်ပေးခဲ့တာလို့သိရပါတယ်။ကလေးလေးကိုယ်တိုင်ကလည်းထက်အောင်ဆိုင်နေကြမှာပို့ပြီးတော့အငိုတိတ်နေခဲ့တယ်လို့ပို့ပြီးတော့လေချစ်နေခဲ့တာကြောင့်ခန်နီဝေကိုယ်တိုင်ကတော့မှသူ့ကိုမွေးစားဖို့ပြောနေခဲ့ပါသေးတယ်။ဒါပေမဲ့လေအလုပ်တစ်ဖက်ကလေးတစ်ဖက်နဲ့ဘလို့မှဖြစ်မှာမဟုတ်တဲ့အတွက် ပိုပြီးစိတ်ချယုံကြည်ရတဲ့ခိုင်နီဝေလက်ထဲကိုသာအက်ခဲတာလို့ဆိုလာခဲ့ပါရီဘလို့ပဲဖြစ်ဖြစ်ပါခိုင်နီဝေကတော့ဘသူတွေစီကဘလောက်ပင်ပြောခင်ရပြောခင်ရအရင်တစ်ခုပေါ်လာခဲ့ပြီဆိုရင်ခြေစုံကနေရောက်လာပြီးတော့ကျိုးဆူပေးနေတယ်ဆိုတဲ့အချက်ကတော့တကယ်ကိုမှအမကန်ပါပဲရှင်